ပြောပြတဲ့ကြီးမင်္ဂလာပါရှင့်ရေသွေးမြင့်မတ်စုများကဏ္ဍအနေကျေးဇူးပါတယ်ကျမတတာစိတ်ပါဒီနေ့ကဏ္ဍလေးမှာတော့မိတ်ဆွေကောင်းဘယ်လိုရှာမလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောဆိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်လူတစ်ယောက်ကလောကမှာအောင်မြင်စွာရည်တည်ဖို့အတွက်ဆိုရင်မိတ်ကောင်းဆွေကောင်းရှိဖို့ကဘလောက်တောင်အရေးကြီးရဲ့လို့ပြည့်သက်ကြီးနေနဲ့ထင်ပါတယ် အဲ့တော့ဖြစ်ရလေးတစ်ခုရှိပါတယ်။စိန့်တို့မြတ်စွာဘုရားရှင်လက်ထက်ကရှင်အာနန္ဒာကမြတ်စွာဘုရားရှင်ကိုမိခွန်းတစ်ခုမိခဲ့ပါတယ်။အရှင်ဖုရားပေါ့မိကောင်းဆွေကောင်းရှိရင်အမှုကိစ္စတဝက်ပြီးမြောက်အောင်မြင်တယ်ဆိုတာဟုတ်ပါသလားဖုရားပေါ့အဲ့လိုမိပါတယ်။အဲ့လိုမိတော့မြတ်စွာဘုရားဘလို့ပြန်ဖြေခဲ့တယ်ဆိုရင်ချက်သားအာနန္ဒာတဲ့မိကောင်းဆွေကောင်းရှိရင်အမှုကိစ္စတဝက်အောင်မြင်တာမဟုတ်ဘူးတဲ့။အမှုကိစ္စခက်သိမ်းပြီးမြောက်အောင်မြင်တဲ့အပြင်တဏှာတစ်ခုလုံးမှာပါအောင်မြင်တယ်။တဏှာတစ်ခုလုံးအကျိုးများပါတယ်ဆိုပြီးတော့မြတ်စွာဘုရားပြန်ပြီးဖြေခဲ့ပါတယ်။ ဒါကိုကြည့်ချင်းအဖြစ်စိတ်တို့တွေစီမှာမိတ်ဆွေကောင်းတွေရှိဖို့ဆိုတာအင်မတန်အရေးကြီးတယ်ဘလောက်အရေးကြီးလဲတန်တရာနဲ့ချီပြီးအရေးကြီးတယ်လို့ပြောရမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကိုပေးနာမှာကိုပေါင်းသိနေတဲ့သူတွေကတကယ်ရောမိတ်ကောင်းဆွေကောင်းဖြစ်ရလားဆိုတာစမ်းစစ်ဆင်ခြင်ဖို့လည်းအရေးကြီးပါတယ်ဖြစ်ရတဲ့မှတ်တမ်းတွေကိုပြန်လေ့လာကြည့်မယ်ဆိုရင်အနည်းဆုံးလူကဓာထိုးရလို့ဘဝမှာပျက်စီးထိခိုက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်ရတဲ့တာဒကတွေလည်းအများကြီးရှိခဲ့ပူပါတယ်ဒါကြောင့်မလို့ကိုပေးနာမှာရှိတဲ့သူကအစ်စ်လားအတူလားဆိုတာ ခွဲခြားသိဖို့ဆိုတာ တော်တော်လေးကိုအရေးပါတယ်လို့ပြောရပါမယ်အဲ့တော့ကိုကမိကောင်းစေကောင်းဘယ်လိုရှာမလဲပေါ့ဘယ် criteria တွေနဲ့ကြည့်ရမလဲဘယ်လိုအချိန်မှမှသိနိုင်မလဲပေါ့အဲ့မိကုံဖြေရမယ်ဆိုရင်မြတ်စွာဘုရားဟောထားတဲ့ဒီမိစေကောင်းတွေကျင့်ဝင်တဲ့တစ်ချက်စံနှုန်းလေးကိုမကိုက်တော့ကြည့်ရမှာပေါ့အဲ့တော့မိကောင်းစေကောင်းတွေရဲ့ကျင့်ဝင်ခုနှစ်ချက်ရှိပါတယ်အဲ့ဒါတော့အားလုံးလဲကြားဘူးနားမှာရှိကြမှာပါအဲ့တော့ပေးနိုင်ခဲ့သောအရာကိုပေးရ၏ပြုနိုင်ခဲ့သောအမှုကိစ္စကိုပြုလုပ်ပေးရ၏ပြီးတော့ အရေးကိစ္စအခက်အခဲပြဿနာကြုံတဲ့အခါမှာစွန့်ပြစ်မသွားဘဲနေရမယ်ပေါ့ဒုက္ခရောက်တဲ့အခါမှာကဘာမီးလောင်တားကောင်ချနေဆိုမျိုးကိုယ်မစွန့်ပြစ်သွားရဘူးတဲ့ပြည့်တဲ့အခါကျတော့လှုပ်ဝက်အပ်တဲ့အရာကိုလှုပ်ဝက်ပေးထားရတယ်ပြီးတော့လှုပ်ဝက်အပ်တဲ့အမှုကိစ္စတွေကိုလှုပ်ဝက်တင့်တယ်ဆိုတာလည်းကိုယ်ကသူကအကြံပေးပြောမယ်ဒါတော့သူများအောင်မပြောပါဘူးနော်ဒီကိစ္စတော့မင်းလူတစ်ခါရှောက်မပြောနဲ့မင်းတို့အန္တရာယ်ရှိတယ်မင်းတို့အချိန်ချင်းဒုက္ခပေးလာနိုင်တယ်ဆိုပြီးအဲ့လိုမျိုး suggestion ပေးရမျိုးလည်းပေးနိုင်ရတယ်ပြီးတော့နောက်တစ်ချက်ကဘာလဲဆိုတော့ကို့မှာပစ္စည်းဥစ္စာ ချို့တဲ့မွဲတည်တဲ့အခါမှာလဲမထိမဲမြင်မပြုတ်ရဘူးတဲ့အဲ့တော့ဒီအင်္ဂါရက်တွေနဲ့ကိုက်ညီရင်စိတ်တို့ကဒီလူတယောက်ကမိကောင်းဆွေကောင်းဖြစ်တယ်လို့ယူဆရပါတယ်အဲ့တော့ကိုကိုနိုင်ကအကောင်းကြီးပဲလိုချင်နေလို့တော့မရပါဘူးလောကမှာကိုဆိုင်ပြိုးသမ ्या ကိုကိုပြန်ရိတ်သိမ်းရပါတယ်ကိုစီကပြောလိုက်တဲ့အတန်တိုင်းပဲ့တင်တယ်ဆိုတာပြန်လာပေါ့ life is an echo လို့ခေါ်တာဦး ိုလှိုင်ကူးရေးမှာကိုကအကျယ်ကြီး online လိုက်ရယ်ကိုကဆဲရေးတဲ့စကားကိုကိုက online လိုက်မယ်ဆိုရင်ဒီပဲ့တင်တာလည်းပြန်ဆဲရေးမှာကောင်းတဲ့စကားကို online လိုက်မယ်ဆိုရင်ကောင်းတဲ့စကားပဲ့တင်တာပြန်ကြရမှာထို့နည်းလကောင်းမင်းကိုကမိကောင်းစေကောင်းကိုလိုချင်တယ်ဆိုရင်ကိုကို၌ကလည်းမိကောင်းစေကောင်းဖြစ်နေဖို့အရေးကြီးပါတယ်အဲ့တော့ဟိုစိတ်လို့ဘယ်လိုပြောမလဲဒီမြတ်စွာဘုရားရဲ့မဟောတထားပညာရှိအမတ်ဘဝမှာဆိုရင်ကြဘူးမလားတော့မသိဘူးဒီဝိရိယရိအမတ်ကြီးရနေပြီးတော့မေးရလေကိုယ့်ရဲ့လှုပ်ဝက်အပ်တဲ့အရာကို ဘသူ့ကိုပြောပြရမလဲဘာလဲညာလဲမေးရခါမှာအမကြီးလေးပါတော့အာဘသူ့ကိုငွေချင်းကိုပြောရမယ်ကိုယ်ကကျင်ပေါ်ပြောရမယ်စသဖြင့်မျိုးစုံကြီးပြောပါကြတယ်ပေါ့နော်ပြောပါဒါပေမဲ့မဟုတ်သတာသူ့ခမင်းကကြာဘာလို့ဘလို့ပြောလဲဆိုတော့ကိုယ်ကလှုပ်ဝက်အပ်တဲ့အရာကိုကိုကလွယ်ပြီးဘသူ့မှမပြောသင့်ဘူးဆိုပြီးတော့ပြန်ပြီးတော့ဖြေကြွားသွားပါတယ်အဲ့ညာမှာကြည့်မယ်ဆိုဒီအမကြီးတွေอ่ะပေါ့နော်သူတို့ကတစုံတစ်ယောက်ကိုပြောသင့်တယ်ဆိုပြီးတော့ trust တစ်ခုထားလိုက်တဲ့သူပါလေသူတို့ပေါ်မှာမိကောင်းဆွေကောင်း မပီတာခဲ့တဲ့အတွက်ဒုက္ခရောက်ခဲ့ရတဲ့ဖြစ်ရတယ်ပေါ့နော်အဲ့တော့စေကုဏပြောတယ်မိကောင်းစေကောင်းနေရဲ့ကျင့်ဝတ်ခုနှစ်ချက်တည်းရလှုပ်ဝက်အပ်တဲ့အရာကိုမလှုပ်ဝက်ပေးတဲ့မိတ်ဆွေတို့တွေနဲ့သွားတွေ့ဝါတဲ့အတွက်ဒုက္ခရောက်ခဲ့ရတယ်အနေရဲ့ကြောက်ခဲ့ရတာပဲဖြစ်ပါတယ်အဲ့တော့လူတစ်ယောက်ကိုရေတိုးခဏတစ်ဖြုတ်ပေါင်းကြည့်ရုံနဲ့သူဟာမိကောင်းစေကောင်းလို့ပြောရခက်ပါတယ်လူဆိုတာကအများသောအားဖြင့်မျက်နှာဖုံးနေတယ်များကြဖြစ်တဲ့အတွက်ကိုယ်စီကအကျိုးတစ်ခုကိုလိုလားရည်တော်၎င်း သူ့ရဲ့ talent ကပေါင်းတဲ့ဆက်ဆံရေးမှာထူးယူနေလို့ဆိုတော့လည်းကသူ့ကြည့်ရတာခင်မိုးကောင်းတယ်သူကသဘောကောင်းတယ်ကုညီတတ်တယ်လို့ထင်ရတဲ့သူတွေအများကြီးပါပဲအဲ့တော့ဘယ်အခါကျမှမိကောင်းဆွေကောင်းဆိုတာသိမယ်ဆိုတကယ်အရေးရဲ့အကြောင်းရဲ့ကြုံတဲ့အခါမှသာလင်းသိတယ်။အဲ့တော့ရှင်းရှင်းပြောရရင်တော့ကိုဒုက္ခရောက်တော့မှကိုဆင်းရဲတော့မှဘယ်သူကကြားလဲဘယ်သူက နွားလဲဆိုတာသိတယ်ဆိုရဲစကားလို့ပဲအဲ့လိုမျိုးသိရတာပါကိုအစဉ်ပြေအောင်မြင်တော့ကိုကိုခေါ်ခြင်းပြောခြင်းနဲ့ကိုနဲ့ပတ်သက်ခြင်းနဲ့ကိုကိုကြွေးခြင်းမွေးခြင်းနဲ့ဒါပေမဲ့ကိုတကယ်တကယ်ဒုက္ခရောက်တဲ့အခါကျမသိကြိုးကြုံပြူသွားတာရှိတယ်တချို့ရေအန္တရာယ်တွေမှာကြောက်တဲ့အခါမျိုးကြရင်ခုနပြောလို့ပေါ့ကိုပြစ်တဲ့အားလုံးပုံချပြီးတော့ तू ကတော့ကိုလို့ရှောင်းတိန်သွားတာမျိုးတွေလည်းရှိပါတယ်ဒါတွေကတစ်လနဲ့လည်းမသိနိုင်အောင်၆လနဲ့မသိနိုင်အောင်တချို့တွေနှစ်နဲ့ချီနှစ်ပေါင်းများစွာပေါင်းသိမ့်ခဲ့ပြီးတာတောင်မှဟိုတကယ်တကယ်အရေးကြောင်းပျက်စီးတဲ့အခါကြုံတဲ့ အချိန်မှသာလဲအံ့ဩဖို့ကောင်းလောက်နောက်ကျောသားနဲ့ထိုးပွားဖြစ်တယ်အများကြီးပဲရှိပါတယ်ဒါကြောင့်မလို့ကိုကဘသူပဲဝါတော့မိကောင်းစေကောင်းလို့တရရဲ့ conclusion မှတ်ချက်မှချခင်မှာတတိလေးနဲ့ပေါင်းသိမှုကအများကြီးရှိပါတယ်ကို့အတွက်အများတန်းတစ်ထစ်ခြံထားဖို့လိုရခုနကဘောသာတာဒုက္ခမင်းပြောလို့ကိုယ့်ရဲ့လှုပ်ဝက်အပ်တဲ့အရာတွေဒီအကြောင်းကတည်ဝိုင်းရင်ငါစီကဘလို့အကျိုးမြတ်တွေ तू ကရယူနိုင်မလဲလှုပ်ဝက်ချက်ဆိုတဲ့နေရာမှာလေကိုယ့်ရဲ့လူအသိမခံနိုင်တဲ့အကြောင်းအရာတွေမဟုတ်ဘူး လူသိခံနိုင်တဲ့အကြောင်းအရာတွေလည်းပါသူတခြားသောအကြောင်းအရာတွေလည်းရှိမြင်ကိုယ့်ရဲ့အားသာချက်တွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ကိုယ့်ရဲ့ငါဒီလိုလုံနိုင်စွမ်းရှိရငါမှဒီလိုမျိုး talent တွေရှိရဆိုတော့ तू သိဝိုင်းဒီဘက်မှာ तू ကဘလို့အမျက်ထုတ်မလဲဘလို့အခွင့်ကောင်းယူမလဲပေါ့အဲ့ဒါတွေလည်းကိုယ်ကကြိုတင်တွေးပြီးတော့တချို့ဟာလေးတွေကိုစီးလေးပေါင်းလေးထားပြီးတော့ဘယ်အကန့်အသတ်တွေကိုပဲတခြားလူတွေမိတ်ဆွေပေါင်းတွေဘယ်အကြောင်းအရာတွေဘယ်အကန့်အသတ်တွေကြတော့ငါဘာမှပေးမသိဘူးငါနဲ့ငါမိသားစုပဲသိမယ်ဆိုတာမျိုးအဲ့လိုမျိုးလေးကန့်သက်ထားတဲ့ ਨੇ ပြီးတော့ဟိုယုံကြည်မှုဆိုတာ မျက်စိစုံမှိတ်ပြီးယုံလိုက်လို့တော့မရဘူးငူချင်းမှုတစ်ခုဆိုတာတိဆောက်ပါရတယ်အဲ့တော့ကိုကသူများကိုယုံကြည်ဖို့ဆိုတာချက်ပေါ့ကိုကို၌ကလည်းယုံကြည်ထိုက်တဲ့သူတယောက်ဖြစ်အောင်နေဖို့အရေးကြီးတယ်အဲ့တော့ကိုယုံကြည်ထိုက်တဲ့သူတယောက်ဖြစ်အောင်နေတဲ့ဆွေနေရာမှာကိုရဲ့ယိုသားမှုတမတမက်ကြမှုအဲကိုရဲ့ဒီကိုကျင့်တရားဒါရီပေါ်မှာမူတည်ပြီးတိဆောက်ပါတာကိုကယုံကြည်ထိုက်တဲ့သူဖြစ်မှသာလင်းကိုကို၌ကလည်းယုံကြည်ထိုက်တဲ့လူတွေနဲ့တွေ့မှာစိတ်အမြဲတမ်းပြောတယ်ကိုကဒီပန်းသီးပင်ကိုစိုက်ပျိုးမယ်ဆိုရင်ဒီအပင်ကသီးလာတဲ့ပန်းသီးတွေကိုကသူ့ယူစားသုံးရမှာဖြစ်ပါတယ်အဲ့တော့ ကိုကတော့လူတကာပေါ်မှာအကျိုးမြတ်တွေယူတဲ့တာပေါင်းညာစားလုပ်တဲ့အခွင့်အရေးတွေယူပြီးတော့ကိုကိုနိုင်ကကြောက်ကိုဘောအနစ်နာခံပြည့်စက်တဲ့သူမျိုးလိုချင်တယ်လို့မရပါဘူးအဲ့တော့ကိုကိုနိုင်ကလည်းလူတွေပေါ်မှာမိကောင်းစေကောင်းနဲ့အင်္ဂါရက်နဲ့အညီကြင်ကြင်နေထိုင်တတ်ဖို့လိုပဲဒါမှသာလေလူအများမှာအော် तू ကတော့ယုံကြည်ရပါတယ် तू ကတော့တကယ်ကိုကိုချင်းတိတ်ခါကောင်းပါတယ် तू ကတော့ဂတိတည်ပါတယ် तू ကတော့တကယ်ကိုအနစ်နာခံတတ်ပါတယ်ဆိုတော့ branding တစ်ခု image တစ်ခုကိုတည်ဆောက်နိုင်ပါဘူးဒီလိုနာမည်ကောင်းတစ်ခုဆိုတာက လောက်ရက်လေးတစ်ခုဖြစ်ရက်လေးတစ်ခုနဲ့ပျော်လဲပျက်စီးသွားဖို့လွယ်တယ်။ဒါပေမဲ့ခုနကပြောတဲ့နာမည်ကောင်းတစ်ခုရဖို့အတွက်ကျောင်းစိတ်တွေကနှစ်ကာလများစွာအချိန်များစွာရင်းနှီးရတယ်။လောက်ရက်တွေနဲ့တိဆောက်ပါတယ်။ကိုကနာမည်ကောင်းလိုချင်လို့တော့နေနေတာတော့မဟုတ်ဘူး။ဒါပေမဲ့လောကကြီးနဲ့လောကကြီးမှာရှိတဲ့လူတွေကိုကိုယ့်ဘက်ကဘာတွေအကောင်းနေပေးနိုင်မလဲ။ကိုကသူများတို့ဒုက္ခမပေးဘူး။မယုံပါဘူး။သူများတွေကို ဝရုံးမထိတ်ကွက်မလုပ်ဘူးအကျိုးမြတ်တွေကိုလိန်လယ်လှည့်ဖျားယူတာမျိုးမလုပ်ဘဲနဲ့သူများတို့ဘာကူညီပေးဘူးမလဲဘလို့ဒုက္ခရောက်တဲ့အခါမှာဖေးမမလဲဘလို့အကြံကောင်းညံကောင်းနေပေးမလဲသူများတွေကိုလှုပ်ဝက်အပ်တဲ့အရာတွေကဘလို့လှုပ်ဝက်ပေးမလဲကာစီပေးမလဲမလိုအပ်ဘဲနဲ့သူများမကောင်းကြောင်းတွေကိုထုတ်ဖော်ပြောနေတာမျိုးသုံးတယောက်ရဲ့အသက်အနေရဲ့ဒါမှမဟုတ်ဘဝမှာအရေးကြီးတဲ့ထိခိုက်တဆင်းမှုရှိလာလို့ ထုတ်ဖော်ပြောတာကတမျိုးအဲ့လိုမှမဟုတ်ဘဲနဲ့ကိုကသူ့ထက်တာကျင်လို့နာမည်ကောင်းလို့ကျင်လို့သူများကိုဖိနှိပ်ချိုးနှိမ်ပြီးပြောဆိုလိုက်တာလှုပ်လိုက်တာမျိုးတွေဟာလောကကြီးနဲ့လောကကြီးမှာရှိတဲ့လူတွေကိုကအဆိုးတွေပေးတာ negative တွေပေးတာအဲ့လို negative တွေပေးကို negative တွေပဲပြန်ရမှာသူများကိုကိုကယောက်ချရင်ကိုလည်းယောက်ချခံရမှာပဲသူများကနောက်ကျောဒါထိုးထားရင်ကိုလည်းထိုးခံရအောင်မှာပဲအဲ့တော့တချို့တွေကြတော့ရှိတယ်ကိုကကောင်းရဲ့နဲ့ပေါ့နော်မိကောင်းစီကောင်းနဲ့မတွေ့နိုင်သေးဘူးလားဖြစ်တဲ့အတွက် ဘလူပုံမှာမကောင်းရှင်တော့ဘူးဆိုတဲ့စိတ်မျိုးအတွေ့မျိုးဝင်လေရှိကြပါအဲ့ဒါကဘာနဲ့သွားတူမလဲဆိုစိတ်လို့ဆိုပါစို့ဒီရေပုံးတစ်ပုံးထဲမှာတဝက်လောက်ကရေညစ်တွေရှိနေတယ်ဆိုပါစို့အဲ့တော့ရေညစ်တွေရှိနေတဲ့အခါမှာစိတ်တို့ကဒီပုံပိုင်ကနေရေကောင်းရေတန့်နေဖွင့်ချတဲ့အခါမှာ ဘလောက်ပဲဖွင့်ချဖွင့်ချသူကရင်ညစ်တွေရှိနေသေးရဲ့အတွက်ဒီရေကမကြည်လာသေးအဲ့တော့ငါရေတန့်နေထည့်ရတာနဲ့ပုံထဲမှာရေတန့်နေမရောက်သေးပါလားဆိုပြီးတော့လမ်းမလျှော့လိုက်ဖို့အရေးကြီးပါတယ်ရေတန့်ဘုံမှန်ကိုဖွင့်ထားပြီးတော့ရေတန့်နေဝင်ပါစေအဲ့တော့ရေတန့်နေဝင်လာတာနဲ့အများဒီပုံထဲမှာရှိရဲ့မကောင်းတဲ့အညစ်အကြေးတွေနောက်ကျနေရေတွေကတဖြည်းဖြည်းဘေးကိုရှန်ထွက်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 နောက်ဆုံးကျရင်အဲ့ရင်ညစ်တွေအကုန်လုံးကုန်သွားပြီးတော့ရေတန့်နေပဲကျန်တဲ့အနေအထားမျိုးရောက်ရှိလာပါလိမ့်မယ် ထုံလေး၎င်းမဲ့လူတွေနဲ့ပေါင်းသဆက်ဆံတဲ့နေရာမှာကို့ပေါ်ဘလို့ပဲစိုးယုံနေပါစေကို့ပေါ်ဘလို့ပဲကောက်ကျင်နေပါစေကို့ဘက်ကစောင့်ထိန်တင်တာစောင့်ထိန်မဲ့ကောင်းစရာရှိရကောင်းမဲ့ကုညီစရာရှိရကုညီမဲ့အဲ့လိုဖေးမတင်တာဖေးမမယ်ဆိုရင်ကိုကရေတန့်တွေကိုထဲ့တာမရက်သွားတာဖြစ်တဲ့အတွက်ကို့စီမှာရှိတဲ့ကိုတိရဲတော့၎င်းမတိရဲတော့ကောင်းကို့ရဲ့အပြုတ်မှုတွေမှာမကောင်းတဲ့ကံတွေကိုဖန်တီးခဲ့တာမျိုးရှိရင်ဒါတွေကတဖြည်းဖြည်းနဲ့ပယ်ပြီးတော့လွင့်ပြယ်သွားမှာဖြစ်ပါအရေးကြီးတာက ကောင်းတဲ့ မိကောင်းဆွေကောင်းကျင့်ဝတ်အင်္ဂါအနေနဲ့ဒီကိုကဆက်လက်ရည်တည်နေထိုင်သွားဖို့ဒါအရေးကြီးပါတယ်။ဒါကြောင့်မလို့ကိုဒီလူတယောက်ကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေဒီမိကောင်းဆွေကောင်းဟုတ်မဟုတ်ဆိုတာကိုစမ်းစစ်ဖို့ဒုတိယမှာထားပြီးပထမတစ်ချက်ကတော့ကိုကမိကောင်းဆွေကောင်းအင်္ဂါရဲ့ညီလားညီအောင်နေရလားဆိုတာကို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 စမ်းစစ်ပါ။ညီအောင်လည်းနေထိုင်ပါ။နောက်တစ်ခုကလူအများနဲ့ပေါင်းတဲ့အခါကျရင်အရာခက်သိန်းကိုအဲ့ဒုံဖာမောက် ပေးတာမျိုးပြောတာမျိုးမလုပ်ပဲနဲ့ကို့အတွက် limit လေးရေးရဲ့အကြောင်းရဲ့တခုခုများငါဘီနာကရှိရလူတွေပြောင်းလဲသွားခဲ့တည်ရှိတော့ငါ့ကိုဒုက္ခပေးလို့မရအောင်ဆိုပြီးတော့ limit boundary လေးတခုထားပြီးတော့ပေါင်းနှက်ဆက်ဆံဖို့အရေးကြီးပါတယ်ပြီးရင်တော့စေကုနာပြောပါတယ်မိကောင်းဆွေကောင်းနေအင်္ဂါရဲ့ခုနှစ်ချက်နဲ့ညီလားမညီလားဆိုတာစမ်းစစ်ပါလူတိုင်းကိုဉာဏ်ကြီးစိတ်နှစ်ပြီးတော့သရောကိုပါမပေါင်းဖို့လည်းအရေးကြီးပါတယ်ဒါဆိုရင်တော့ပေါင်းနှက်ဆက်ဆံရေးမှာမကောင်းတဲ့သူတွေကိုတတ်နိုင်လောက် ရှောင်ရှားနိုင်ပြီးတော့ကောင်းတဲ့မိကောင်းစေကောင်းတွေကိုရှာဖွေတွေ့ရှိဖို့အတွက်ထောက်ပံ့ဖြစ်မယ်လို့ပြောလင်ပါတယ်။ဒီနေ့အစီအစဉ်လေးကိုအဆုံးအထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လာမယ့်အစီအစဉ်မှာလည်းပုံမစိတ်ဝင်စားဖို့ကောင်းတဲ့ကြားရည်ကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်ပါရစေ။